ရီယန်နဲ့ဗာစီလိုနာတို့ကြားမှာဘယ်အသိန်းကပိုအောင်မြင်တယ်လဲဆိုတာကိုအငင်းပွားခဲ့ကြတဲ့ကာစီလတ်စ်နဲ့ပီကီ ကန်ဆီလပ်စ်နဲ့ PK တို့ကရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာတို့ရဲ့ခေတ္တခေတ်ထဲမှာပါဝင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။အဲဒီအချိန်ကကန်ဆီလပ်စ်ကရီယယ်မက်ဒရစ်ရဲ့ကိုယ်သမားဖြစ်ပြီးတော့ PK ကတော့ဘာစီလိုနာရဲ့ခန်းစစ်ကစားသမားဖြစ်ပါတယ်။စပိန်လယ်ယူစင်ကစားသမားတွေဖြစ်ကြတဲ့ကန်ဆီလပ်စ်နဲ့ PK တို့ကအခုချိန်မှာတော့ရီယယ်နဲ့ဘာစီလိုနာတို့ကြားမှာဘယ်အသင်းကပိုအောင်မြင်တယ်လဲဆိုတာအငင်းပွားခဲ့ကြပါတယ်။အရင်ဆုံးကန်ဆီလပ်စ်ကရီယယ်မက်ဒရစ်အသင်းကဘာစီလိုနာအသင်းထက်ပိုပြီးတော့ကြီးမားတဲ့အသင်းမှာဘာလို့လဲဆိုတော့သူတို့ကဘာစီလိုနာအသင်းထက်ဆူဖလားပိုများလို့ပါ ါပဲလို့ပြောလာခဲ့တာဖြစ်ပါတယ်။ဒါဝမချိနေတဲ့ PK ကလည်း Real Madrid အသင်းကစူဖလားပိုများတာတော့ဟုတ်ပါတယ်။ဒါပေမဲ့ Barcelona မှာအကောင်းဆုံးကစားဟန်နေအကောင်းဆုံးမျိုးဆက်တွေရှိခဲ့ကြပါတယ်။ Real Madrid အသင်းကစူဖလားတွေအများကြီးစုခူးခဲ့ဘူးပေမဲ့ဘသူမှဒါဝတတိမရကြပါဘူး။ Barcelona အသင်းကစူဖလားတွေရရင်တော့ပရိသတ်တိုင်းကသူတို့ရဲ့ဘောလုံးကစားခဲ့တဲ့ဟန်ကိုမှတ်မိနေကြပါတယ်။ဒါကြောင့် Barcelona ကပို့ပြီးတော့ကြီးမားတာပါဆိုပြီးတော့ပြန်လည်ခြေပါခဲ့ရလဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက် ွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်